မြန်မာအလှမေကမျောလင်းကြတဲ့ရှားလေမဟုတ်ချိန်မှာတောင်ထူးဝဲလွင်နဲ့မတူတဲ့စိတ်ထားတစ်ခုကြောင့်လူပြောများနေတဲ့မရန်ဆိုင်တော့ဒီနေ့မှာတော့မြန်မာနိုင်ငံကိုစားပြုလာမယ့် JK ဆိုဖီးယားကစုနဲ့လွဲချော်ခဲ့ရပြီးတော့ Tour 22 Play Match တောင်မှမဝင်ခဲ့ပါဘူး။ဒါပေမဲ့ပရိသတ်တွေကြားမှာအဓိကပြောစရာဖြစ်နေတာက JK ဆိုဖီးယားစုမြခဲ့တဲ့အကြောင်းတဲ့မြန်မာနိုင်ငံရဲ့ National Director နှစ်ယောက်ရဲ့ကွန်ချန်လုံးနဲ့တုတ်ပြန်ပုံနဲ့စိတ်သက်တွေအကြောင်းဖြစ်နေပါရဲ့။ ဟုတ်ကဲ့မနေ့က Andy Tuen တွင်နဲ့ဒီနေ့ Andy Moran ဆိုင်တော်တို့ရဲ့ပြမှုတွေဟာမုန်နေမြေလို့ကြွားချခဲ့တယ်ဆိုပြီးတော့ social media မှာနိုင်ရှင်သုံးသပ်နေကြတာပါ JK ဆိုပြီးအောင်တကယ်တော့လမေးတောင်မှရှိသင့်ရှိတိုက်တဲ့အရေးချင်တွင်သိဉာဏ်ပညာဘူးတူတာနဲ့အမှုပညာရေးချင်တန်းတဲ့နေပြည့်စုံနေသူပါပြန်ပွဲတစ်လျှောက်လုံးမှာလည်းအကောင်းဆုံးစူးစမ်းခဲ့တာတွေ့ရပါတယ်ဒါအိမ်မဲ့နောက်ဆုံးရလဲထွက်လာတဲ့အခါမှာတော့ placement မရခဲ့ပါဘူးအခြေအရတော့ဒါ MJ ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Mr. Nawai ရဲ့သဘောထားကြောင့်လား ဓမ္မမုတ်ပြန်ပွဲကသတ်မှတ်ထားတဲ့စံနှုန်းတွေဖြစ်တဲ့အယမ်းမြင့်မြင့်နဲ့ကြာလှပမှုစတဲ့ချက်တွေမှာလိုအပ်ချက်ရှိနေကြလို့လားဆိုပြီးတော့မြို့မြို့သုံးသပ်နေကြပါရည်အကြောင်းရင်းကပါပဲဖြစ်ဖြစ်ရလက်ကတော့မြန်မာပြည်သက်မျောလင့်ထားသလိုဖြစ်မလာခဲ့ပါဘူးဒီနေရာမှာပြည်သက်တွေကမနေ့ကဖြစ်ရက်ကိုချက်ချင်းပြန်တရိယာသွားကြပါရည်မနေ့ကမစ်ဝဲမြန်မာ2024တေးစုငင်ကတော့ဘက်ဆောင်ထူးချွန်ပြီးတော့လာမယ့်တယောက်ရဲ့ရဲ့ချင်းနဲ့ပြေဝပြေဆောင်ခဲ့လို့တတိယဆုစကယ်ရနာအတီရရှိခဲ့ပါရည်ဒါမြန်မာနိုင်ငံအတွက်ဒီနေ့လေးအိမ် ဒုတိယဆူရပြီးတော့အမြင့်ဆုံးသောကုန်စားမှုပဲဖြစ်ပါရည်တိုင်းမဲအချိန်မှာဖြစ်ခဲ့တဲ့ကိစ္စကယနေ့တိုင်းလူပြောမဆုံးပါဘူးမနစ်ကနက်ရှင်နယ်ဒိုက်တာဖြစ်တဲ့ထူးအလင်ဟာသူမျိုးမန်တာရဲ့တရက်ဖို့ ground မရပဲတတိယဆူပဲရတဲ့ပုံမှာလုံးဝကျေနပ်မှုမရှိခဲ့ပါဘူးဒါကြောင့်ပြန်ပွဲပြေးပြေးချင်း Facebook live လွှင့်ပြီးတော့ငိုရိုခဲ့ပါရီ MGI ဖွဲ့စည်းနေ Mr. Network ကိုပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါရီအစိုးဆုံးကတော့ဆူရပြီးတော့စင်ပေါ်မှာရှိနေသေးတဲ့သဲဆူငိန်ကိုဆင်အောင်ကနေလက်ဆွဲပြီးတော့စင်ခိုင်းခဲ့တဲ့ပြုမူပါပဲ ဒါနိုင်ငံကုံဆောင်လာမေတယောက်ကိုရောနိုင်ငံတကာစင်မြစ်ကိုဝါလေးစားမှုမရရာရောက်ခဲ့ပြီးတော့ကမ္ဘာ့လမေလောကမှာမြန်မာနိုင်ငံအတွက်နမည်ပြက်စရာကိစ္စကြီးတစ်ခုဖြစ်ခဲ့ရပါပြီ။ကဲဒီနေ့ကိုပြန်လာကြည့်အောင်ဒီနေ့ရဲ့ရလကမနေ့ကတက်တောင်မှဆိုပါရီမနေ့ကတတိယဆိုဒီနေ့က placement မဝင်တာပါ။ဂျာယမဲဒီနေ့ National Director Maran Sain တော်ရဲ့တုတ်ပြန်ပုံကတော့လုံးဝကိုစန့်ကျင်ဖက်ပါပြီ။ JK Sophia ဆုမရတာနဲ့ပတ်သက်ပြီးတော့ Maran Sain တော်ဟာဘယ်သူ့ကိုမှပြင်မတင်ခဲ့ပါဘူး။ Mr. Nawak ကိုမပြောဘူး။ ဂျော့ဂျက်စ်တွေကိုဝေဖန်မသွားဘူးကိုနိုင်ငံကိုစားပြူလာမယ်ကိုလည်းပြင်မရှာခဲ့ပါဘူးသူပြောခဲ့တာကအာလုံရဲ့မျောလင်းချက်ကိုပြည့်စည်ပေးနိုင်ခဲ့ရင်ဒါဟာသူမရဲ့အမသာဖြစ်ကြောင်းသူ့ကိုယ်သာပြည့်တင်ကြဖို့ပဲဒါတကယ်ကိုမှသဘောထားကြည့်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုပြည့်စုံတဲ့ professional ဆန်တဲ့ national director တယောက်ရဲ့စိတ်ဓာတ်ကိုပြသလိုက်တာပါပဲရှုံးနေမှုကိုလက်ခံနေဒါပေမဲ့ကုန်သိက္ခာရှိရှိလက်ခံနေကုတ်ပွဲသားကုတ်ပြိုင်ပွဲဝင်ကိုပြေဝါကောက်ွယ်ပေးသွားတယ် ဒီချက်ကြောင့်မေလူရီဟာထူးဟန်နေတဲ့မရန်ဆိုင်တော်ရဲ့စိတ်တက်ကိုကြီးကျယ်နိုင်ရှင်နေကြတာပါတယောက်ကအမြင့်ဆုံးစုတတိယစုရတာတောင်မချိနဲ့လို့လိုင်းလွင်ကိုပေးကမ္ဘာလယ်မှာနိုင်ငံကိုမျက်နှာပြစေခဲ့တယ်နောက်တယောက်ကစုလုံးဝမရတဲ့ချိန်မှာတောင်ဘသူကမှအပြစ်မတင်မနေကိုယ့်ကိုယ်ပဲတာဝန်ခံပြီးအားလုံးကိုလေးစားမှုပြင်းနေတုတ်ပြန်ခဲ့တယ်ကြပြင်ထူးခြားတာတခုဟာဒီနေ့ Miss Grand National 2025ဆင်းမြေပေါ်မှာ Maran Sign တော်ဟာ Best National Director အဝအကောင်းဆုံးနိုင်ငံတကာ Director ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိခဲ့ပါသေးတယ် တဝါဒီစုနဲ့ထိုက်တန်ဆောင်ကိုသူမရဲ့ပြုမှုသူမရဲ့စိတ်ဓာတ်နဲ့သက်သေပြသွားခဲ့တာပါပဲပရိသတ်ကြီးတို့ဒီနိုင်ရှင်မှုပေါ်မှာဘယ်လိုမျိုးသဘောရပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်